မင်္ဂလာပါရှင်။ဘာမခိတဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းထူးထူးအုံများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူမျိုးနယ်မင်းတပ်တောင်တိုက်ပွဲတွင်အင်အား80ကျော်ပါတပ်မ69စစ်ကြောင်းအဆက်အသွယ်ပြတ်ပျောက်ဆုံးနေပြီးလက်ခမော်ရွာအနီးစစ်တပ်စခန်းကိုအေအေကသိမ်းပိုက်ဖို့ဆိုဆွဲတဲ့မယ့်ဖြစ်ပါရရှင်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းတပ်တောင်ရှိစစ်တပ်ကာကင်စခန်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်မှအင်အား80ကျော်ပါတပ်မ69စစ်ကြောင်းမှဆက်သွယ်ပြတ်တောက်သွားကြောင်းစစ်တပ်တရင်ရင်မြကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည် မေလ2ရက်နေ့ကြောက်ဖြူမြို့နယ်မင်းတပ်တောင်ရှိစစ်တပ်ကကာကင်စခန်တစ်ခုကိုအေအေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထို့သောတိုက်ခိုက်ရာတွင်ရင်းစခန်နှင့်အနီးပတ်ဝန်းကျင်တွင်တပ်ဖြန့်ထားသောအင်အား80ပါစစ်တပ်စစ်ကြောင်းမှအဆက်အသွယ်မရတော့ဘဲပျောက်ဆုံးနေကြောင်းတပ်တရင်ရင်မြကရှင်းပြသည် အဲ့ဒီစကန်မှာကအင်အား90ကျော်နဲ့ကင်းမုံက30ကျော်လောက်ရှိတယ်။အဲ့တော့အဆက်အသွယ်မရတော့ဘူး။မေလ3ရက်လောက်ကတည်းကအဲ့ဒီစစ်ကြောင်းကအဆက်အသွယ်ပြတ်တောက်သွားတာဟုတက်တဲ့ရင်ရင်မြကဆိုသည်။အဆိုပါမင်းတပ်တောင်ကာကင်စကန်တိုက်ပွဲနဲ့ပတ်သက်၍အေအေကသတင်းထုတ်ပြန်မှုတစုံတရာလှုံ့ဆော်ခြင်းမရှိသေးပေ။အလားတူရခိုင်ပြည်ကြောက်ဖြူမြို့နယ်အတွင်းအာနာသိန်းစစ်ကောင်စီတပ်နဲ့အရခတပ်မတော်အေအေတို့ကြားတိုက်ပွဲများပြင်းထန်နေပြီးဧပြီလနောက်ဆုံးပတ်နဲ့မေလပထမပတ်အတွင်းကြောက်ဖြူမြို့နယ်စစ်ကောင်စီအမှတ်32ရဲတပ်ရင်းစကန်အနေနဲ့ ဒညောင်းရီရေတပ်စခန်းအနေတွင်စစ်ကောင်စီနှင့် AA တို့တိုက်ပွဲများဖြစ်ပွားနေကြောင်းသိရှိရသည်ကျောက်ပြမြို့နယ်တိုက်ပွဲတွင်တရားရရှိသောတပ်သားများကိုစစ်ကောင်စီကစစ်တွေစေယုံနှင့်တပ်နယ်စေယုံများသို့ပို့ဆောင်ကူတာပေးနေကြောင်းစစ်တွေမြို့သတင်းရင်းမြစ်ကပြောသည် အရေးအတွက်ကတိတိကျကျတော့မသိဘူးကြောက်ဖြူတိုက်ပွဲကဒဏ်ရာရတပ်သားတွေကိုစစ်တွေစီယုံကြီးမှလာရောက်ကူတာပေးနေတယ်သူတို့တပ်သားတွေထားတဲ့နေရာကိုပြည်သူတွေကိုဝင်ဝင်မပေးဘူးပြီးတော့တပ်နယ်စီယုံတွေပို့ထားတယ်စေကူသားဖို့ရောက်လာတာက၃လရက်လောက်တော့ရှိနေပြီဟု၎င်းကပြောသည်ကြောက်ဖြူမြို့နယ်တိုက်ပွဲတွင်အရခတမရော A ကထိုးစစ်ကြောင့်စစ်ကောင်စီဘက်မှအထင်အရှားနေပြီးစစ်ကြောင်းချုပ်နောက်ဆုတ်သွားတဲ့အခြေအနေရှိနေတယ်ဟုကြောက်ဖြူသတင်းရမြက်ကပြောသည် အမှတ်30နှစ်ရဲ့တရင်နဲ့ဒညောင်းရီရေးတဲ့စကန်တပုတ်တောင်ရေးတဲ့စကန်အနည်းကစစ်တပ်ရဲ့ကာကင်းတွေကိုအေကထိုးစစ်ဆင်တိုက်ခိုင်းနေတာတချို့ကာကင်းစကန်နဲ့တက်စကန်အချို့ကိုအေကနေရာဝင်ယူချားနိုင်တယ်လို့သိရတယ်။စစ်ကောင်စီစစ်ကြောင်းတွေကာကင်းစကန်အချို့ကလည်းအမှတ်30နှစ်ဘက်ကိုနောက်ဆုတ်သွားတာရှိတယ်။လိန်ခမော်တက်စကန်ကိုတော့အေကသိမ်းပိုက်လိုက်ပြီလို့သတင်းရရှိထားတယ်။တေးကြတော့အတိမပြုံနိုင်သေးဘူး။ကြောက်ဖြူတိုက်ပွဲကတော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်လာနေတယ်လို့ပြောလို့ရပါတယ်ဟုကြောက်ဖြူသတင်းရင်းမြစ်ကပြောသည်။ ကျောက်ပြုံမြုံနယ်ရင်စစ်ကောင်းစင်းနဲ့အေရိုတိုက်ပွဲမှာလအနေငယ်ကြာဂျိုဂျာတိုက်ပွဲများဖြင့်ဖြစ်ပွားလျက်ရှိပြီးယခုရပိုင်တွင်အေထိုးစစ်ရှိန်မြင်လာခြင်းကြောင့်တိုက်ပွဲမှာပုံမှုပြင်းထန်လျက်ရှိသည်ဟုသိရသည်ထိုတိုက်ပွဲများကြောင့်ကျောက်ပြုံမြုံနယ်ရှိကျေးရွာပေါင်း20ထပ်မင်းနေမှာထွက်ပြေးတန်းရှောင်နေရပြီးတောင်းနှစ်ချီသောပြည်သူများလည်းအိုးအိမ်မဲ့ဒုက္ခရောက်နေကြကြောင်းသိရှိရပါသည်ရှင် ဆက်လက်ပြီးရန်ကုန်နဲ့ယမန်နေညာပိုင်းငလင်းလှုပ်ခဲ၍ပြည်သူများလမ်းမော့ဆင်ပြေကျင်းလူငယ်တို့စစ်မှုထမ်းရန်ပေါ်တာဆွဲဖန်ဆီးခံရဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်နဲ့ရမန်နေညာပိုင်းငလင်းလှုပ်ရည်ပြည်သူများလမ်းမော့ဆင်ပြေကျင်းလမ်းမော့ထွက်လာသောလူငယ်တချို့ကိုစစ်မှုထမ်းရင်ပေါ်တော်ဆွေဖမ်းဆီးသွားကြောင်းဖမ်းဆီးခံရသောလူငယ်ချို့မိတ်ဆွေချို့ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည် ရမန်နေမေလ6ရက်နေ့ည10:55မိနစ်ချိန်ရန်ကုန်တိုင်းလှေကုန်းမြို့နယ်ဇရက်ကွင်းအနီးမြေဟောင်းနဲ့30ကီလိုမီတာကိုဗဟုပြုရေး Richter scale 3.9အစင်းနဲ့အင်အားနဲ့ငယ်ရှိသည့်မြင်းကလင်းတစ်ခုလှုပ်ခတ်ခဲ့ပြီးရင်းကလင်းကြောင့်ရန်ကုန်မြို့မှပြည်သူများစုမှအထက်မြင့်တိုက်တာများမှဆင်ပြေခဲ့ကြသည်ရှမန်နေညာပိုင်းကလေးလှုပ်ခတ်မှုကြောင့်ရှန်ကုန်တိုင်းလှမ်းမျိုးနဲ့တရက်ကွက်ဇေယသိတိနှစ်လမ်းတွင်လူငယ်များအပါဝင်ပြည်သူများလည်းအထက်မြင့်တိုက်များပေါ်မှာဆင်းပြေကြကြောင်းငလင်းကိုစိုးရိမ်ရညာနေသည့်အထိလမ်းမတွင်ပြည်သူများရှိနေ စဉ်လှိုင်းမြို့နယ်တရက်ကွက်ဩဂတာစစ်သားတချို့နဲ့အပေါင်းပါများကလူငယ်တအုပ်ကိုလာရောက်ဖမ်းဆီးသွားခဲ့ကြောင်းအဆိုပါလူငယ်မှာစစ်မှုထမ်းရန်အလှည့်ကျနေသူဖြစ်ကြောင်းသိရှိရသည် ငလင်ကြောင့်အောက်ကိုဆင်းပြေးကြတဲ့အချိန်အုတ်ကြီးကသူ့ရှာနေတဲ့လူငယ်စစ်မှုထမ်းရမယ်ဆိုပြီးဖမ်းသွားပါတယ်။လမ်းထဲကအခြားလူငယ်တွေလည်းရှောင်လို့မရဘူး။အချိန်တန်ရင်စစ်မှုထမ်းရမယ်ဆိုတာနားလည်ထားဆိုပြီးအောင်းငေါက်သွားတယ်ဟုဖမ်းဆီးခံရသူလူငယ်ဤမိတ်ဆွေတို့ကရှင်းပြသည်။ရှန်ကုန်တိုင်းတွင်နဲ့ခုရပိုင်းတွင်အေဂျင်စစ်ရဲလူငယ်ချုပ်ဖမ်းဆီးခြင်း၊ညပိုင်းစစ်တပ်နှင့်ရဲကကင်းလေဖမ်းဆီးခြင်း၊ညနေပိုင်းလမ်းသွားလမ်းလာနှင့်အလုပ်ပြန်လူငယ်များကိုဖမ်းဆီးခြင်း၊စသည့်ပုံစံမျိုးစုံဖြင့်စစ်မှုထမ်းခိုင်းရန်ပေါ်ထားဆဲဖမ်းဆီးမှုများကိုစစ်တပ်ရဲပြူစောတီနှင့် က်ဘအုပ်ချုပ်ရေးအဖွဲ့များကလှုပ်ဆောင်နေကြောင်းစုံစမ်းသိရှိရသည်ရခိုင်ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ချောင်းဦးမြို့နယ်အရတားပြည်သူများနေထိုင်သောကျေးရွာများကိုစစ်တပ်ကလေရင်စစ်တပ်လေရင်များဖြင့်ဇက်တိုက်ပုံးကျဲတိုက်ခိုက်နေဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ စကိုင်းတိုင်းချောင်းမြို့နယ်တွင်ရှိအရသာပြည်သူများနေထိုင်သောခြေရွာများကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်များဆက်တက်လေဒီများဖြင့်ဆက်တိုက်ပုံးကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်ယနေ့မေလ9ရက်နေ့နနက်9:49မိနစ်50မိနစ်နှင့်53မိနစ်ခန့်တွင်ချောင်းမြို့နယ်အတွင်းရှိကင်းမော်နော်ပြည်စောထီရွာနေရှိခြေရွာများကိုတရက်ဦးမှတက်လာသည့်အကြမ်းဖက်စစ်တပ်ဂျက်ဖိုက်တာတစ်စီးကလေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် အကြမ်းဖက်စစ်တပ်လေးကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်မှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးဘဲတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကြေရွာများကိုလေရင်ဖြင့်ကျဲချတိုက်ခိုက်သွားခြင်းဖြစ်ကြောင်းသိရှိရသည်။ထို့သောလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ပြီးနောက်အကြမ်းဖက်စစ်တပ်ကဆက်တပ်လေတွေများဖြင့်ကျဲရွာများကိုထပ်မံပုံကျဲတိုက်ခိုက်သွားပြီးပြည်သူများထိခိုက်မှုရှိမရှိကိုဆက်လက်စုံစမ်းနေစေဖြစ်ကြောင်းသိရသည်။ ဒီနေ့တရက်ဦးကတက်လာတဲ့ Jet Fighter တစ်စီးကချောင်းနယ်တဲ့၃ချိန်၄ချောင်းတိုက်ခိုက်သွားတယ်။ကင်မွန်တော်ပြူစောတိရွာရဲ့အရှိတ်ဘက်တကြောကရွာတွေကိုကျဲချတိုက်ခိုက်သွားတာ အခုထိတော့ပြည်သူတွေထိခိုက်တယ်မကြားရသေးဘူးချသွားတာကတော့တကယ်ကိုအရာတွေထဲချတာဖြူစော်ထိရွာဘေးကပြည်သူရွာတွေထဲပေါ့ဖြူစော်ထိရွာရဲ့အရှိဘက်ကရွာတွေထဲချတာစက်တက်လေးတွေပါတက်လာပြီးကျဲနေပြန်ပြီဟုဒေသပြည်သူတို့ကပြောဆိုသည်ထို့ပြင်ကျမ်းမဆက်ကောင်စီတက်ကချောင်းမြို့နယ်အတွင်းသို့လက်နက်ကြီးများဖြင့်မှရှင်းနေနေပိုင်းမှစတင်ပြက်ခတ်လျက်ရှိကြောင်းသိရှိရပါတယ်ရှင် ဆလဘီမူရရန်ကနဲ့ဖန်ဆီးထားတဲ့လူငယ်တချို့ကိုစက်ကောင်စီကစစ်မှုရန်တပ်သားဖြစ်လေးချင်ရီတက်ကိုပို့ဆောင်နေဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ဒီနေ့မြန်မာနေ့တဲ့ကိုတကြံကာလမှာမူရရန်ကမှုနဲ့ဖန်ဆီးခံရတဲ့ရန်ကုန်ကလူငယ်တချို့ကိုစစ်မှုရန်တပ်သားတဲ့အဖြစ်စက်ကောင်စီတက်ကခေါ်ယူစုဆောင်မှုတွေရှိနေတယ်လို့ဖန်ဆီးခံရတဲ့လူငယ်တွေနဲ့နေဆက်သူတွေစီကသိရပါဗျာ။ ။အခုစူဆောင်းခံရတဲ့လူငယ်တွေဟာရဲစခန်းမှာအဖမ်းခံရပြီးမှတပ်သားတဲ့စူဆောင်းတဲ့နေရာတွေကို အပိုခံရတာဖြစ်တယ်လို့မိသားစုနဲ့နေဆက်သူတွေကပြောပြပါဗျ။ ရက်ကွက်ထဲကကလေးတယောက်တစ်ကြံနောက်ဆုံးရက်မှာဖန်ခံရတာလူငယ်ဆိုတော့တစ်ကြံမှာတောက်စားတာရှိတာပေါ့အိမ်မှာမူပြီးရန်တော့အဲ့ဒါကိုဘသူတိုင်လိုက်လဲမသိဘူးမူရဲ့ရန်ကနဲ့ရဲကလာဖန်သွားတယ်လိုက်တဲ့ချိန်ကျစက္ကန်းမှမရှိတော့ဘူးစစ်မှုထမ်းမှုတတားတက်လေးချိန်ရုပ်ကိုပို့လိုက်ပြီးလို့ပြောတယ်လို့တင်ငန်းချုံမြို့နယ်နေသူတို့ကပြောပါတယ်မူရဲ့ရန်ကမူနဲ့ဖန်ဆိတ်ထားတဲ့သူတွေကိုစစ်မှုထမ်းမှုပို့ဆောင်ခံရတာနဲ့ပတ်သက်ပြီးတက်ဆိုင်ရာမိသားစုကိုအကြောင်းကြားတာမျိုးလည်းမရှိဘူးလို့သိရပါတယ် သူတို့ပို့ပြီးမှသိရတာအဆက်အသွယ်နဲ့စုံစမ်းမိလိုက်တော့တွေးလို့တော့ရတယ်ပြန်ခေါ်လို့တော့မရဘူးဖန်ခံရတဲ့ကလေးကတော့သူ့ကိုဒီကနေ့ထုတ်ပေးဖို့ငိုပြီးပြောတယ်ပတ်စံနဲ့ထုတ်ပါမယ်ဆိုလည်းမရဘူးအောက်မှာကညရမှာတက်သားတက်လေးချင်စီရင်ပါပြီးရင်ထုတ်လို့မရတော့ဘူးလို့ပြောတယ်တလောက်လေးချင်ပြီးတာနဲ့တောင်းအောင်ကြတဲ့နေရာသွားရမယ်တဲ့အခြေအနေကိုသိရှိသူတို့ကထို့သို့ပြောပြပါဗျာ မွေရင်ကချင်းနဲ့ပတ်သက်လို့2022ခုနှစ်ကပြဋ္ဌာန်းခဲ့တဲ့စစ်ကောင်စီရဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေအရရဲတပ်ဖွဲ့ဝင်တွေအနေနဲ့တပ်ဆိုင်ရာကဝရံမပါဘဲဖမ်းဆီးအရေးယူပိုင်ခွင့်ရှိတယ်လို့ဖော်ပြထားပါတယ်။ဒီဥပဒေအရအများပြည်သူဆိုင်ရာနေရာတွေနဲ့ရက်ကွက်လန်တွေအတွင်မှာရက်သေစာတောက်စားခြင်း၊မွေရင်ကားခြင်း၊တပုတ်နှောက်ရှက်ခြင်း၊ငိမ်ဝတ်ပီပြားမှုပြက်ပြားစေခြင်း၊ဆေးရည်တိုင်းထွားခြင်း၊စော်ကားရန်စားခြင်းအပါအဝင်ရိုင်းပြတဲ့ကိုယ်နှုတ်မှုရတွေပြုလုပ်ခဲ့မယ်ဆိုရင်ဖမ်းဆီးအရေးယူနိုင်တာဖြစ်ပါတယ်။ မူရင်ရန်ကားကြောင့်ပြမှုထင်ရှားမယ်ဆိုရင်တော့ဥပရေရထောင်နဲ့တလားကနေ6လထိချမှတ်ခံရနိုင်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မေလကစတင်ခဲ့တဲ့စက်ကောင်စီရဲ့ပြည်သူစစ်မှုထမ်းဟာလက်ရှိမှာအပတ်စဉ်7နှစ်ထိရောက်ရှိလာပြီးအပတ်စဉ်တစ်ခုကိုစစ်မှုနဲ့တသားတဲ့9000စုဆောင်မယ်လို့စက်ကောင်စီဘက်ကပြောထားတာရှိပေမဲ့လက်ရှိအချိန်ထိအရေးအတွက်ဘလောက်စုဆောင်ထားပြီလဲဆိုတာတိတိကျကျထုတ်ပြန်လာတာမရှိသေးပါဘူး။စက်ကောင်စီဟာပြည်သူစစ်မှုထမ်းကိုစတင်အကောင့်ထဲပေါ်ပြီးကြတဲ့ကလူငယ်အများစုကိုပုံစံမျိုးစုံနဲ့ဖန်ဆီးပြီးစစ်မှုထမ်းနဲ့ထည့်သွင်း ရှေ့တန်းစစ်မြေပြင်ကိုပို့ဆောင်ပါတယ်။အရင်အတမဖန်စီဘီစစ်မှုရန်တပ်သားဖြစ်စုဆောင်ခံရသူတွေကတချို့ဟာလဲရှေ့တန်းရောက်တဲ့အချိန်မှာတော်လရင်တပ်ဖွဲ့တွေနဲ့ချိန်ဆက်ပြီးလက်နက်ယူထွက်ပြေးလာသူတွေလည်းရှိနေကြောင်းကိုတော်လရင်တပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်ရှင်။